ချန်ပီယံလိမ်မှာဒုတိယလူဖြစ်ဖို့နေတာဆင်ရင်ဖိုင်နယ်နဲ့တင်ကျင်တဲ့ရနိုင်ခြေရှိနေတဲ့စင်မြန်ကြီးဘယ်လိုများလုံးမဲမိန်လာများရွှေရောအိုင်ဘက်ခွန်ရှေကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်စင်မြန်ကြီးတို့ကတော့တောသားချဲပေါက်ပြီး PH အတင်းရဲ့ချန်ပီယံလိမ်ဖလားမရဘူးတာအချင်းအတူတူပူပူချင်းတက်လို့ပြီးအိမ်မော်တီးလာခံလိုက်ရပြီဖြစ်ပါရင်အိမ်ခွင်းမှာတော့ပိတ်ပြင်းတာခံလိုက်ရတယ်ဆိုတော့စင်မြန်ကြီးတို့အဝေးခွင်းမှာဆိုရင်ပူတော်ဆိုးမယ်လို့ဆိုရမှာပါ ချန်ပီယံလိဂ်ဖန်တွေလည်းဝမ်းနဲ့ပလတ်နဲ့အခန်းထဲကက်ဆက်ထည့်ပြီးဆွေးရပြီးဖြစ်ပါရင်ချန်ပီယံလိဂ်မှာချန်ပီယံလုံးမဲ့ဘာညာနဲ့အာဘာအာရင်တန်တန်နဲ့ဂျုံဝါထားတဲ့ချန်ပီယံကြီးဖန်တွေစကောသင်းဖန်တွေရဲ့တရွေးကွက်တွေပလတ်မျောခဲ့ရပါပြီ။လေစာလေးနဲ့ကျွန်တော်နဲ့ညာသွားတာသာဖြစ်နိုင်တယ်။အာဆင်နယ်ချန်ပီယံလိဂ်ရဖို့ဆိုတာဒီသက်သက်ဖြစ်နိုင်တော့ဘူးလို့ဆွေးရမလို့တော့ဖြစ်နေပြီဖြစ်ပါရင်မျောလင်းချက်ဆိုတာတော့လုံးနဲ့တကယ်တမ်းဖြစ်မလာတဲ့အခါမှာဘုံဘုံလေးဆိုလို့တိမ်ပြီးမျောလင်းတာပဲကောင်းပါတယ်။ဥမာစပင်ကောက်ကောက်ပေါပေါပေါနဲ့တမီးလေးမွေးမွေးမယ်လို့ အာဆင်နယ်ချန်ပီယံလိရမယ်လို့ပါတော့ပါပွဲစားမှာနေပြတင်ပါပဲကိုးပေးလိုက်ရတာပါတီမပါဝင်နိုင်တော့ကွင်းလည်းမစိုးမိုးနိုင်တာ PSG ကတကယ်ကောင်းနေတာတဲ့ကြောင့်မင်းနဲ့ဆယ်လောက်ထိအာဆင်နယ်တို့ဘာမှမလုပ်နိုင်ခဲ့ပါဘူးအဲဒီနောက်မှာတော့အာဆင်နယ်တို့အရှိန်ပြန်လာခဲ့ပြီးကစားဘုံကဂိုးသွင်းကွင်းတွေမှာပြန်တက်လာခဲ့ပါတယ် ာရီနယ်လီရဲ့အခွင့်အရေးနဲ့ချိန်ကနှမျောစရာကောင်းခဲ့ပါတယ်ဆာကာရဲ့ဘတ်ဆောင်လိုက်ပြီးထိုးပေါက်ပေးနေတာကတိတိတသားကိုကောင်းနေတာပါဒါပေမဲ့ထုံးစံအတိုင်းအဆုံးသတ်တီးကြတဲ့ကစားသမားပါမလာတာကစင်မြန်ကြီးကိုမိုးတဲ့ရေထဲမှာလောက်ခရောက်စေလာဖြစ်ပါတယ်ဒါပြင်အော်ဒီကက်ကလည်းတိတိတသားခြေချနေပြီးဘာမှလုံးမပြနိုင်ခဲ့ပါဘူး PSG ကိုထိုးပေါက်ဖို့ဆိုတာဘောလုံးနဲ့နဲ့ကင်ပြီးရှေ့ကိုဆွဲထွက်သွားအောင်ရမယ်ဆိုတာကို right ကတသက်အချိန်ချင်းပြခဲ့ပါတယ်ဒါပေမဲ့သူနဲ့တွဲမဲ့ပါလီပါတာကကွင်းလေကိုအားနည်းစေခဲ့တာဖြစ်ပါရင်ဒုတိယပိုင်းမိနစ်60လောက်မှာ PSG တို့အတော်လေးကိုအချိန်ကျပြီးအာဆင်နယ်အနေနဲ့အခွင့်အရေးအများကြီးယူနိုင်မှုလိုအပ်ခဲ့တာပ ါမော်နီလန်စီကနေဘောလုံးမထွက်တာအကြောင်းကွင်းနယ်ကမှာ right တယောက်တည်းရုံးကန်ခဲ့ရတာဖြစ်ပါတယ်။ဘာပဲဖြစ်ပါစီမံကြီးတို့ဒုတိယအကြော့ကြံသေးတာမဟုတ်ဘာပဲဖြစ်ဖြစ်အားမလျှော့ဖို့ပြောချင်ပါတယ်။ဒုတိယအကြော့ပြီးရင်ငိုစရာမြင့်ရင်မကြံမဆိုးလို့ပါ။ပွဲထွက်လို့စီမံစီမံကြီးတို့ဟာတိုက်စစ်မှာ trouser ကိုတင်ကစားပြီး Martinelli စာကာတို့တောင်းမနဲ့ဝင်ရန်ခဲ့ပါတယ်။ကွင်းနယ်မှာတော့ Marino, Rice, Odigalo ရှိနေပြီးခန်းစစ်မှာတော့ Louis Kelly, Kiwiyo, Saliba တင်းမှာ Guillermo တို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ PSG ဘက်ကတော့တိုက်စစ်မှာ Cavares, Kelly, Dembele, Touré ွဲ့လိုက်မှာ Rose Beating ဟာ Nimbus ခန်းစမှာ Mandans Pachok မှာ Quinso Hakis မိနဲ့ Goldama Donnarumma တို့ကိုခင်းကျင်ထားခဲ့ပါရင်ပွဲစား၄မိနစ်မှာပဲစမေးတို့ဂိုးပေးလိုက်ရပြီးရှုပ်ချက်ခတ်နေတဲ့ကြားကနေတမ်ဘီလီကကန်သွင်းသွားခဲ့တာဖြစ်ပါရင်ပွဲစားမှာစမေးတို့ထားနေနေခဲ့ပြီး PSG ကပဲလုံးချနိုင်လုပ်ခဲ့တာပါနိုင်ဝါလောက်မှစမေးကြီးတို့ပြန်ကောင်းလာခဲ့ပြီးဂိုးသွင်းခွင့်တွေလည်းရခဲ့ပါရင်ဒါပေမဲ့ခက်တာကဆုံးသက်ပိုင်းမှာညံပြင်းလုံးနေပြီးအပိုင်းတွေတော့ဂိုးမခဲ့ရခဲ့ရဖြစ်ပါရင် ော်ဒီကက်စီကဘောလုံးထွက်မလာတာကအသိကိုခက်ခဲစေနေတာပါဒီလိုပွဲမျိုးမှာပါတီပိုင်ရင်သူ့ရဲ့ pass တွေကအလုပ်ဖြစ်မှာဖြစ်ပြီးမာမလာတာကအစင်နယ်အတွက်နစ်နာတာပဲဖြစ်ပါရင်ဒီလိုနဲ့အစင်မြန်ကြီးတိုင်းစစ်ကအဆုံးသတ်ညံ့နိုင်ပြည်ကြီးကလုံးမကောင်းနေတာရဲ့အကြောင်းကိုထပ်မမြင်ခဲ့ရပါဘူးပွဲကပရမိုင်းမှာရင်ပေးလိုက်ရတဲ့ဂိုးနဲ့ရင်ပြီးသွားခဲ့တာဖြစ်ပါရင်ဒါပေမဲ့ရလကမပြတ်သားတာမို့ပြင်းပြမိမှာဘာမဆိုတော့ဖြစ်သွားနိုင်သေးတာဖြစ်ပါရင်စီမံကြီးလည်းအခွင့်အရေးတော့ရှိနေသေးတာအမှန်ပါပဲ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ